တခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့အင်းဝမြို့ဟောင်းကဒီ menu အုပ်ကြောင်းသားမှာရှိတဲ့နမ်းမြေမျိုးစင်ကိုရောက်ရှိနေတာပဲဖြစ်တယ်မလ28ရက်နေ့ကငလင်ကြောင်းကြီးကြီးမားမားပြုသားပြည့်စုံမှုကိုဖြစ်ပြီးတော့လူအသေးအပြောက်လည်းရှိတယ်လို့ကြားသိရတယ်ခင်ဗျာဒါအခုဆိုရင်ဒီမှာကေကေရေးတဲ့ရှာဖွေရှင်ရေးဒီဝင်ရောက်ပြီးတော့ကျွန်တော်တို့ဒီဖေရှားရှင်းနေပြီးတော့ကေဆေးလုံးနေတာတွေ့ရတယ်ခင်ဗျာ။ဒီလင်းလုံးနေတော့မှာပေါ့ ဒီမှာလာပြီးတော့နမ်းမြညောစင်လေးလာကြည့်ရှုရတဲ့လူတွေဒီခိုက်တဲ့ဟာရတဲ့ဒီလေးရှိတယ်ဒီချိုးချပျက်စီးမှုမှာပိတ်ပြီးပြီးတော့အခုဒီအဲချက်ဖိကေးစနေရသေးတဲ့လူတွေလည်းရှိတယ်လို့သိရတယ်ခင်ဗျာမြန်မာလေးဒီငလင်ကြောင်လေးနမ်းမြညောစင်ချိုးချတော့ထိခိုက်သူတွေရှိလို့ကြားသိရတယ် အညီမလေးတစ်ချက်လောက်ပြောပြပေးပါဦးဟုတ်ဒီငလေးညောင်းထိခဲ့တဲ့လူရှိပါတယ်ရှင်အမရပူရာမျိုးကဧည့်သည်လာတဲ့အိုးဝေလေးနဲ့မိသားစု6ယောက်လေတဖတ်သုံးယောက်ကတော့အသက်ရှင်နေပြီးရွာရွာသားတွေကဲထုတ်ပေးလိုက်တာသုံးယောက်ကတော့တည်တာပေါ့အိုးဝေဆရာရဲ့သူ့ရဲ့အမေရဲ့ပေါ့သူ့ရဲ့ဘာရဲ့ပေါ့မိမရဲ့ပေါ့သုံးယောက်ကဒီမှာတည်ခဲ့တယ်အသက်ရှင်ရဲ့နေတော့ကတော့သူကကောင်းမလေးမိမက်ပြိုလေးတလောင်းကတော့ဖဲထုတ်လို့ရတယ်ရှင်ဒီမှာအိုးဝေသမားတယောက်နဲ့အန်တီတယောက်ကတော့ဒီမှာညက်ပိန်နေခဲ့တယ်မနေ့ကတော့သူကတွန်တေးမျိုးကအဖွဲရဒီလိုလာပြီးခဲ့တယ်ထုတ်ခဲ့တော့ ဥဝေသမားတက်ကတော့ကဲတဲ့ထွက်သွားပြီလေဒီနေ့တော့ဒီအန်တီတို့တော့ဆက်လက်ဖောနေတော့ရှိသေးပါရဲ့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့အင်းဝမြို့ဟောင်းကလေးတက်ကြီးအကြောင်းကိုရောက်ရှိနေတာပဲဖြစ်တယ်။ဒါမလ28ရက်နေ့ကငလင်လောက်ခတ်ပြီးဒါလေးတက်ကြီးအကြောင်းရဲ့ပြိုကျပျက်စီးမှုအခြေအနေပဲဖြစ်ပါတယ်ခင်ဗျာ။ညနေအတိုင်းမှာကျွန်တော်တို့ကစားစီအကုန်လုံးပြိုကျနေတဲ့အနေအထားကိုတွေ့ရတယ် အဝင်းကျင်မှာတော့ဒါကျွန်တော်တို့လူသူမရှိတော့ထိခိုက်မှုမရှိဘူးလို့ကြားသိရတယ်ခင်ဗျာမြမမျိုးဟောင်းကကျွန်တော်လေးတက်ကြီးចောင်းရဲ့ငလင်တန်ကြောင့်ပြိုကြပျက်စီးနေမှုအခြေအနေပဲဖြစ်ပါတယ်ခင်ဗျာ